အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့ကျွန်တော်ပွဲပြီးသုံးသပ်ချက်ကနေပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ ဒီမနေ့ညကဒါ Champion League မှာဒါမထင်ထားခဲ့တာတွေဖြစ်သွားခဲ့လို့ထင်ထားတဲ့အတိုင်းတည်းလေးဖြစ်သွားခဲ့ရတဲ့မှာပါပါတယ်။အပြောချင်တာလက်ရှိမှာဒါကျွန်တော်တို့ Liverpool နဲ့ PSG ပွဲစဉ်ကိုကျွန်တော်စပြီးပြောမှဖြစ်ပြီးကြံတဲ့၃ပွဲကိုတော့ကျွန်တော်တို့ဒါအလင်းအသစ်လို့ပြောသွားမှာ။အဓိကတော့ Liverpool နဲ့ PSG ပွဲစဉ်ကိုကျွန်တော်အဓိကပြောသွားချင်တာဖြစ်တယ်ဗောနော်။အဲ့တော့ Liverpool တင်းနေတာကျွန်တော် PSG အသင်းကိုတကိုးစိုးလို့ဆိုတဲ့ရလနဲ့သူတို့အသာစီးရထားခဲ့တယ်။ဒါပေမဲ့ PSG အသင်းက Liverpool ရဲ့အိမ်ကွင်းမှာဒါကျွန်တော်တို့1-0ဆိုတဲ့ရလနဲ့ကျွန်တော်တို့ဒါ1-1ဖြစ်သွားခဲ့ပြီးပနတ်တီအဆုံးဖြတ်မှာတော့ကျွန်တော်ကျွန်တော်ဆောက်ရအောင် overrated ဖြစ်တယ်ပြောလိုက်တဲ့ဒါဂူသမာဒေါနာရမာကကျွန်တော်လက်စွမ်းပြခဲ့ပြီးနှလုံးပုတ်ထုတ်သွားခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာငါပါဇက်ကတကယ်ဟိုပြောမယ်ဆိုရင်တော်တော်လေးကိုပါဇက်က over ပြောမယ်ဆိုရင်ကြောင်းမြန်တော်တော်လေးကိုဖြစ်တဲ့ပါဇက်လို့ပြောလို့ရမှာတမပါတယ်ပေါ့နော်ကျွန်တော်ဒီနေ့တောင်ပြောလိုက်သေးတယ်ပွဲကျုံမှာပြောလိုက်သေးတယ်ပေါ့နော်ဒါကြောင့် PSG တသင်းလုံးကောင်းနေဒါဂူသမာကလွဲလို့လို့ကျွန်တော် ပြောလိုက်သေးတယ်ဂူသမာဘူဇူချင်းနဲ့ကောင်းလို့ကျွန်တော် ပြောလိုက်တယ် ငါများစောက်မြေကတ်လူလားမသိဘူးဒါကျွန်တော်တို့ဒေါ်နာရောမစောက်ရမ်းကိုကောင်းတာပေါ့တခါကျခုနကကျွန်တော်အဲ့လိုမျိုးကြမရှက်ဘူးပြဟုတ်လားကိုမှားရင်မှားရကျွန်တော်ဝင်ခံရတယ်ဒေါ်နာရောမဒီကျွန်တော်ပြောတာတခြားစီပဲကျွန်တော်ဘုရားမှာကျွန်တော်ပြောခဲ့ကျွန်တော်ပြောခဲ့တဲ့အကြောင်းအတစ်ခုရှိတယ်ပေါ့နော်ကျွန်တော်တို့နေကိုကိုမှားကြောင်ပြနိုင်တဲ့ကစားသမားရှင်ကျွန်တော်ပို့ပြီးသဘောကျပါဟုတ်ဆိုဒါမှကစားသမားကောင်းပေါ့နော်အခုလက်ရှိမှာလာကျွန်တော်ဒေါ်နာရောမကစောက်ပစပ်ပိတ်ဆန်းခွာဆိုတဲ့ဥစ္စာမျိုးပြတာခဲ့တယ်ပေါ့နော်ဒေါ်နာရောမအနေနဲ့လက်ရှိမှာဒီနေ့ပုံစံမှာ MVP ရခဲ့တဲ့အထီကိုကောင်းခဲ့တယ်အတွက်ကြောင့်မို့ဒါဒေါ်နာရောမကိုတော့ပြန်လဲပြီးချီးကျူးခြင်းပါတယ် sorry ပါကျွန်တော်ဆရာကြီးကိုကျွန်တော် overrated ပြောမိလို့ကျွန်တော် sorry ပါကျွန်တော်ဒီညကပြောချင်ပါတယ်အဲ့တော့ဒီနေ့မှာ Liverpool အသင်း Liverpool အသင်းနဲ့ကျွန်တော်ပြောရှေ့မှာဒါ PSG ပွဲရှိခဲ့ Southampton ပွဲကြီးပြောခဲ့ Southampton ပွဲစဉ်ရှိခဲ့တယ်အကျွန်တော်ပြောခဲ့တဲ့အကြောင်းအရာတစ်ခုကဒီနေ့ပွဲစဉ်မှာဒါဖြစ်ခဲ့တယ်။နောက်မှကျွန်တော်ဒါ Southampton ပွဲပြီးမှာကျွန်တော်ပြောခဲ့တယ်လို့ပဲ Southampton ရဲ့ပွဲပြီးပုံစံမျိုးတိုင်း Liverpool ဆော့ခဲ့မယ်ဆိုရင်တော့ PSG ကိုနိုင်ဖို့လုံးဝမလွယ်ဘူးဆိုတဲ့ပုံစံမျိုးကျွန်တော်ပြောခဲ့တယ်။ဒါပေမဲ့ဒီနေ့ပွဲစဉ်ကတည်းကကျွန်တော် PSG ကိုပထမအကြော့ဆောက်တတန်ကိုကန်ခဲ့တဲ့ခြေစွမ်းထော်တော်တော်လေးကိုကောက်ခဲ့တယ်။ဒီနေ့ပုံစံမှာ Liverpool အသင်းအနေနဲ့ပြန်ကြည့်မယ်ဆိုဂိုးကန်ခေခဲ့တာလည်းအများကြီးပါတယ်ဒီမှာပါလို့ Donnarumma လည်းတအားကောင်းခဲ့တယ်ဒီမှာပါတယ်။ဒါကိုပြောလို့ PSG မကောင်းဘူးလို့ပြောလို့မရဘူး။ PSG အသင်းနဲ့ဒီနေ့ပွဲစဉ်မှာတော်တော်ကြီးကောင်းခဲ့တယ်။ PSG ဘုတ်ဆို PSG ရဲ့ front line 3ယောက်ဖြစ်တဲ့ဒါကျွန်တော် Usman Dembele ဒါကျွန်တော်တို့ Kvaratskhelia Kvaratskhelia ဒါကျွန်တော်တို့ Bakula ဒီ3ယောက်အတွက်ကတော်တော်ကြီးကိုကောင်းခဲ့တယ်ဒီမှာပါတယ်။လက် ရှိမှာလစ်ဗာပူးအသင်းရဲ့ဒါကျွန်တော်ခံစင်မှုတွေကောင်းနေလို့ဒါတော်တော်လေးကိုဒါဒီနေ့ပွဲစမှာဒီလောက်ထိပွဲရောက်ခဲ့လို့ပဲဆိုရမယ့်တယ်မှာပါတယ် လီဗာပူးသင်းကဒီတိုက်စစ်မရှိတဲ့ပြဿနာကတစ်ပြေးနဲ့တစ်ပြေးပူတည်လာခဲ့တယ်။လီဗာပူးသင်းနဲ့ဒါတိုက်စစ်ဂိုးသွင်းမဲ့နေရာမှာဆာလာကိုအလွန်ကြုံမိခိုးလင်းတဲ့ပြဿနာကိုလည်းဒီနေ့ပွဲစံမှာဆက်ဆပြီးပေါ်လာခဲ့တယ်မှာပါတယ်။အကန်ကောင်းတော့တကွဒီလိုမျိုးဒါဒီပြဿနာဆပေါ်လာတဲ့အချိန်မှာလီဗာပူးသင်းကပရီးမီးယားလိမှာရမှတ်ချပြီးဖြတ်ထားနိုင်ခဲ့တယ်လို့ကြောင့်ပရီးမီးယားလိမှာနည်းနည်းလေးအသက်ရှူချောင်းတယ်လို့ပြောလို့ရတယ်။ကျွန်တော်ပြောခဲ့လို့ပါပဲကစားသမား၃ရက်တပွဲကစားပြီဆိုရင်တော့ကစားသမားရဲ့ဒဏ်ရာရမယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ခဏခဏပြောခဲ့နေလေဘဘူးပြည်တိုင်းနဲ့ဟာအေးဆေးပါဘာညာတချို့တော့ဒါကျွန်တော်တို့ FFG ကို FFG ချစ်သူ များအနေနဲ့ပြောခဲ့ရတယ်မှာပါအခုလက်ရှိမှာအလက်ဇန္ဒားအာနိုဒန်ရသွားခဲ့ပြီခူနာတီဒန်ရရသွားခဲ့ပြီအဲ့တော့ခူနာတီဒန်ရကတော့အရင်မပြင်းထန်ဘူးလို့ကျွန်တော်တို့လည်းသိရတယ်မှာပါတယ်အလက်ဇန္ဒားအာနိုရဲ့ဒန်ရကတော့အခြေအနေမကောင်းဘူးလို့သိရတယ်မှာပါအဲ့တော့ပြဿနာကလက်ရှိမှာဒါကျွန်တော်တို့ဒီနေရာမှာဆော့မဲ့ဒါကြောင့်ကစားသမားလက်ရှိမှာရှိမနေတဲ့ပြဿနာတော်တော်လေးကိုဆိုးတယ်ကော်နာဘရက်လီနေနဲ့အခုလက်ရှိချိန်ဒီမာဆေအင်ဂျူရီနဲ့ဆက်လက်ပြီးလွဲချုံမှုတို့ကြောင့်ဒီ right back နေရာမှာဘယ်သူဆော့မှာလဲဂျရက်ခွန်ဇာရေရှည်ရဆော့ဖို့အတွက်လည်းမဖြစ်အဲ့တော့လက်ရှိမှာလီဗာပူးတင်းနဲ့လာမဲ့ ပွဲစဉ်မှာဒါကျွန်တော်တို့ကာရာဘောက်ဖိုင်နယ်နေနဲ့ကျွန်တော်တို့ နျူကာဆယ်ယူနိုက်တက်ကိုကမ်းဖြစ်ပါတယ်နျူကာဆယ်ယူနိုက်တက်လည်းလက်ရှိမှာသူတို့ရဲ့ခန်းစည်းကစားသမားတွေဒိုင်းရတယ်ကျွန်တော်ဒါဖဲနာဖြစ်သွားတယ်ဆိုတဲ့အနေအထားပဲပြန်စဉ်းစားပေးမယ်လီဗာပူးတင်တို့ကထိုးနှက်ချက်တော်တော်လေးကိုကြီးမားခဲ့တယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါလီဗာပူးတင်ပေးလိုက်ရတဲ့ဘူးကလည်းဆောက်တတန်နဲ့ပွဲစဉ်ကပေးလိုက်ရတဲ့ဂိုးလိုပဲကပြက်တိကပြက်ချော်နိုင်တဲ့ twin goal တကူလိုကျွန်တော်နည်းမြင်ပြတယ်မှာပါဆောက်ရမှာဒီနေ့ပွဲစဉ်မှာဗျာ PSG ဆောက်ရ twin လို့ Osma Dembele ကန်ဂျက်ဒီဒါဘာကူလာရဲ့ကန်ဂျက်ဒီဒါ Gavicha Gavaskelia ရဲ့ကန်ဂျက်ဒီရဲ့ဒါကျွန်တော်တို့တော်တော်လေးကိုကောင်းတဲ့ပုံစံမျိုးတွေရှိခဲ့တယ်ဒါပေမဲ့အဲ့ဒီ twin goal တွေကမ ဝင်မင်းနဲ့တကယ်လို့လုံးဝဘူဇူဆန်နဲ့ဒါကျွန်တော်ကြောင်ကူကသွင်းသွားခဲ့တယ်။ဆောက်တတန်နဲ့ပွဲစဉ်မှာဒါကျွန်တော်တို့ သွင်းသွားခဲ့တဲ့စမောဘုံသွင်းသွားခဲ့တဲ့ပုံစံခက်စစ်စစ်ပုံစံမျိုးသွင်းသွားခဲ့တယ်။အဲ့တော့ဒီနေရာမှာဒါနောက်တန်းကိုပဲပြစ်တင်ရမလားဂိုးသမားကိုပဲပြစ်တင်ရမလားနမောနမဲနိုင်တဲ့နှစ်ဖွဲ့လုံးကိုပဲပြစ်တင်ရမလားဆိုတဲ့ပုံစံမျိုးသွားတော့ဒီနေ့ပွဲစဉ်မှာ PSG အသင်းနဲ့နိုင်ခဲ့တဲ့ဒါဖုံးမွေးလင်းလင်းပြောတာ PSG အသင်းနဲ့ပထမကြောက်မှနိုင်ခဲ့တယ်လို့ဒုတိယကြောက်မှနိုင်ခဲ့တယ်လက်ရှိမှာ PSG အသင်းနဲ့ quarter final နဲ့တက်ခဲ့တဲ့အသင်းလည်းဖြစ်ခဲ့တဲ့တယ်လို့ပြောပြရစီအဲ့တော့ဒီနေ့ပွဲစဉ်မှာ Liverpool အသင်းနဲ့ကစားသမားတွေပွဲပန်းနေတာကြောင့်ပဲလားဘာကြောင့်မဲ့ reason ပဲပြောပြောလက်ရှိမှာ PSG အသင်းနဲ့ဒီနေ့ပွဲစဉ်က100%နိုင်ခဲ့တဲ့ပွဲစဉ်လို့ပဲပြောပြပြရစီပေါ့နော် ဒီနေ့ပေါ်တော့ PSG တင်းနေတာကျွန်တော်တို့ပထမအကြော့မှာအနိုင်မြူခဲ့ရဆိုတော့ဒုတိယအကြော့မှာတို့အကောင်ကြီးသုံးချနိုင်ခဲ့တယ်။ပနတီအဆုံးဖြတ်ချိန်သွားပေမဲ့တကယ်ကိုကောင်းမွန်တဲ့ခြေစွန်းတစ်ခုနဲ့အကောင်ဆုံးလုပ်ပြနိုင်ခဲ့တော့ပြုရမယ်ဒီမှာ congratulations လို့ PSG ပါ။ဒါ PSG တင်းနေ try တနံမဲ့ဒါကျွန်တော်တို့ ကွာတာပိုင်တွေကိုတက်ရောက်သွားနိုင်ခဲ့တယ်လို့ပဲဆိုရမှာတည်းမှာပါတယ်။ဒါဒီနောက်ပွပွလင်းလင်းဝင်ခံမှာကျွန်တော်ကိုယ်လည်း Messi fan ဖြစ်ပေမဲ့ကျွန်တော်ပွပွလင်းဝင်ခံမှာဆိုလက်ရှိမှာ PSG အသင်းက superstar တွေမရှိမှာပိုကောင်းတဲ့အသင်းတသင်းလို့ကျွန်တော်အနေနဲ့မြင်မိတယ်။တခါကျရင်ကျွန်တော်မြန်မာစကားပေါ်ကသိမ့်မှန်တဲ့အနေထားမှာရှိတယ်။အဲ့ဒါကဆရာများသာသိပေါ့နော်။ PSG အသင်းနဲ့ဆရာများတွေသာသိနေတဲ့အတွက်ကြောင့်လို့လက်ရှိမှာဒီနေ့ပွဲစံမှာတော်တော်လေးကိုမဆိုးဘူးလို့ပြောလိုက်ရတယ်။ဒါဒီနေ့ပွဲစံမှာနောက်တစ်ခုကျွန်တော် PSG ချီချူးချံသူတို့ရဲ့ကွင်းလယ်ပိုင်းပဲဗျ။ဂျာဂျောင်းနိဗ်နဲ့ဗင်ဒင်ညာပေါ့။ဒါလက်ရှိမှာဒီနှစ်မှာဒါကဘာပေါ်မှာဒါကျွန်တော်တို့ဟိုလူဝဲတို့အကောင်းဆုံးနဲ့မှာဂျောင်းနိဗ်ကို ထက်တော့မယ်တော့ပါတယ်ဂျာုန်နီကိုဒါမမက်ရဘန်ဖီကာကနေဝယ်လိုက်တဲ့အချိန်မှာတော်တော်ကြီးကိုကောင်းလွန်ခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့လို့ညွင်နေတယ်မှာပါတယ်တစ်ဖက်ကလီဗာပူးအသင်းကဒါသူတို့ရဲ့ပန်နတီလွဲချော်နေမှာဒါဝင်နူးညက်ကတော့အစဲခံအောင်ပဲလို့မြင်တယ်ဒါဝင်နူးညက်ကလက်ရှိမှာလီဗာပူးအင်ဂျင်နဲ့တာဟာနောက်ဆုံးရာဒီတစ်ဖြစ်နဲ့တစ်ဖြစ်ဖြစ်လာပြီလို့ပဲကျွန်တော်အနေနဲ့ဆိုရမယ်တယ်မှာပါတယ်တချို့သောကစားသမားတွေဒီနေ့ပေါ်မှာပွဲပန်းနေဆိုတဲ့ reason ကိုတုံးလို့ရတယ်ဆိုပေမဲ့တကယ်တမ်းပြဿနာကြီးမှာဒီလိုပွဲပန်းတာဘာလို့ကြောင်လဲပွဲပန်းတာလူမရှိတဲ့အတွက်ကြောင်လားဆိုတဲ့ပုံစံမျိုးကျွန်တော်စကားပြောဖို့လိုလာခဲ့တယ်အဲ့တော့ကျွန်တော်အမြင်နဲ့ပြောဆိုပေ FG အနေနဲ့ ဲ့လူမဝယ်ပေးတဲ့ပြစ်ဒဏ်တွေကိုအခုချိန်မှာခံရပြီးကုနာတိဘာကြောင့်တန်ရခဲ့တယ်အလက်ဇန္ဒားအာနုဘာကြောင့်တန်ရရခဲ့တယ်အဖေတွေကရှင်းတယ်ဒီကစားသမားတွေကိုကောင်းကောင်းကြီး rotate လုပ်လို့မရတဲ့အခြေအနေအဲ့တော့အမှန်တမ်းပြောမှဆိုကစားသမားတယောက်ကဒါ avantage ဆိုမိနစ်60ထပ်ပို့ပြီးဆော့တဲ့ကစားသမားတယောက်မဟုတ်ဘူးဒါကျွန်တော်စာလားဆိုမိနစ်60ထပ်ပို့ပြီးဆော့တဲ့ကစားသမားတယောက်မဟုတ်ဘူးကုနာတိကသူ့ရဲ့ injury pro problem နဲ့မိနစ်60ထပ်ဆော့တဲ့ problem ဒါပေမဲ့ကုနာတိကိုလဲဖို့အတွက်ကျွန်တော်အရင်မှခွန်စာနဲ့ကျွန်တော်ဒါဘယ်လိုရှိမှန်း အဲ့တော့ဂျရခွန်စာတကောင်ပဲရှိတယ်ခံစစ်ကစားသမားဆိုလို့ဂျရခွန်စာတယောက်ပဲရှိတဲ့အတွက်ကြောင့်မို့ဒါလက်ရှိမှာသူ့အနေနဲ့ဒါနီးပြကွယ်လည်းပြောထားပြီးဒါခွန်စာကိုအန်တူရောသူ့ personal favorite မဟုတ်ဘူးအဲ့တော့ခွန်စာကိုသူမလဲကြုံမလဲကြုံတော့ခုနာတိကိုသူပြစ်ပြစ်သုံးရတယ်အဲ့တော့ပြဿနာအရပါပဲအဲ့တော့ လူမဝဲပေးတာဘလောက်ထိဒုက္ခရောက်လဲဆိုအခုလက်ရှိမှာလစ်ဗာပူးချန်ပီယံလိဂါပြုတ်တဲ့အထိပဲအဲ့တော့ခုနပေါ်သူပြဟာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးဆိုတဲ့ဥစ္စာမျိုးပြောလို့မရဘူးဒါခုနပေါ်သူပြဒီနေ့ပွဲစံမှာကန်ဆယ်မှုအရင်ကောင်းကောင်းသာရှိခဲ့မယ်ဆိုရင်ဆိုတဲ့ပုံစံမျိုးကျွန်တော်ပြောရမယ်တယ်မှာပါတယ်ဒါပေမဲ့ လက်ရှိမှာလီဗာပူးတိုက်ဆက်ကဒီနေ့ပေါ်စမှာတိုက်ဆက်မှုတွေမှာဒါဘလူးမလုံးမဖြစ်ခဲ့ဘူးဒါဝင်နေတဲ့စဝန်လိုက်လုံးမဖြစ်ခဲ့ဘူးဂျိုတာလည်းလုံးမဖြစ်ခဲ့ဘူးတိုက်ဆက်မှုဆက်ဆက်ကိုလာမယ့်နေရာဒီမှာလီဗာပူးတင် invest လုပ်သင့်ပြီးအလက်ဇန္ဒားအီဆက်လိုကစားသမားမျိုးအသင်းကိုခေါ်သင့်ပြီလို့ပြောရမယ်ဒီမှာပါတယ်လီဗာပူးတင်နဲ့လက်ရှိမှာဒါကြောင့်ပထမအကြိမ်မှာ1-0ဆိုတဲ့ရလက်ကင်ထားခဲ့မယ်အဲ့ဒီ1-0ဆိုတဲ့ရလက်ကလည်းမတီးမငြိမ်တဲ့ရလက်ဖြစ်တယ်ဆိုတော့ပြည်သက်တွေအကုန်လုံးသိပြီးသားဖြစ်တယ်ဒီလိုမျိုးထွက်သွားခဲ့တဲ့အချိန်မှာပြည်သက်တွေအကုန်လုံးလည်းအမှန်တမ်းပြောရမယ်ဆိုရင်ငါတို့အသင်း ညံ့လို့ထွက်သွားတယ်ဆိုတဲ့ feeling ပဲပူရမယ်လို့မြင်တဲ့တမှာပါတယ် PSG နေနဲ့ကန်ကောင်းတာလည်းမရှိဘူး PSG တင်းနဲ့ပူကောင်းခဲ့တဲ့အသင်းတစ်သင်းဖြစ်ပြီး PSG တင်းနဲ့ quarter final ကိုတိုက်ရောက်ခဲ့တဲ့အသင်းတစ်သင်းဖြစ်တဲ့အတွက်ကြောင့်မို့တက်ရောက်သွားခဲ့တာဖြစ်တယ် အဖေကရှယ်ရှယ်လေးပဲလေဘာဘူးကန်ဆိုးလို့လည်းမဟုတ်ဘာကြောင့်မှလည်းမဟုတ်ခဲ့ဘူး PSG အသင်းနဲ့ပိုကောင်းတဲ့တသင်းဖြစ်လို့ quarter final ကိုတက်ရောက်သွားခဲ့တဲ့အသင်းတသင်းဖြစ်တယ်အဲ့တော့ပြောချင်တာက PSG အသင်းနဲ့ world deserve quarter finalist တစ်ခုဖြစ်ခဲ့တယ်အဲ့တော့နောက်တဲ့ quarter finalist အကြောင်းနည်းနည်းလေးပြောအောင်နောက်တဲ့တသင်းပြောမယ်ဆိုတာကျွန်တော်အစောပိုင်းမှာကန်ခဲ့တဲ့ Barcelona ပွဲစဉ်ပဲ Barcelona ကတော့ကျွန်တော်ရှယ်ရှယ်လေးပဲပထမအကြောမှာဆိုပြီးဟိုအဲဗာလေပစပြရအောင်မိကိုကျွန်တော်တို့ပထမပိုင်းမှာတည်တာသွားခဲ့တယ်ဗာ3-1ဆိုတဲ့ရလနဲ့ဥဆောင်နေကြအောင်တော်တော်လေးတည်တာသွားခဲ့တယ် let's talk about lemain ya me မရဗျာကျွန်တော်ကျွန်တော်လေးတလာတစ်ခါကြာရင်ဥမာကျွန်တော်တော့ဘယ်ဘယ်မှကျွန်တော်ဒါဒီဘက်စောစောစီးလာကျွန်တော်အပြည့်ဟာ fully focus အေးရဲလည်းအိတ်မချင်ခဲ့ဘူးဘောနော်ကြည့်ခဲ့ချင်းခမရ Frankie D ရောင်းရဲ့ Rafinha ရဲ့လုတ်သွားတယ်ဒါမကိုးတော့မကိုးသွားဘူးဗျာ Frankie D ရောင်းဒါကျွန်တော်တုတ်ထိပြီးပတ်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 လုတ်သွားတယ်ကျွန်တော်တို့ဒါအကွက်တစ်ကွက်ရှိတယ်ကျွန်တော်ဒါခုနကပဲကျွန်တော်ဒီ spa ပြီးတယ်ကလေးစာကွေးစုံကုန်တီးပြီးသားဖြစ်နေမယ် ကိုအသင်းနေနဲ့ငါအသင်းဒါမျိုးဘယ်တော့မှလုံနိုင်မလဲဆိုတဲ့ feeling ကအင်မတန်ခံရခဲ့တယ်။ဟာဗျဒီကြောင်းနဲ့ Rafinha Rafinha နောက်ပေါက်လေးနဲ့ဒီကြောင်းအောင်ပေးတယ်ဒီကြောင်းအောင်ပြန်ဆွဲတယ်ဟိုဘက်ကိုပြန်ထိုးတယ်လမင်းရမယ်ပြန်ထိုးတယ်ကြိတ်နေတာပေါ့နော်ကြိတ်နေကောတော့စောက်ဘောပေါ့ရဘူးလေပြောဆိုကြိတ်နေအော်လို့ကောင်းလိုက်တာပေါ့နော်ကောင်းရဲ့လီဂျင်းဆိုတဲ့ပုံစံမျိုးတွေးမိရတယ်မှာပါတယ်။ ဒီနေ့ပုံစံမှာပြီးလဲပြီးတော့ကျွန်တော်ဒါလမင်းရမဲကိုကြည့်ရလမင်းရမဲရဒါကျွန်တော်ပထမဆုံးပေးပို့မှုဆိုတာလူတောင်းအောင်ကိုလိန်သွားသူပေးလိုက်တယ်ရာဖိညာ AAC ဘက်ကနဲ့ကန်သွားတယ်ပွဲက7မိနစ်မှာကလေးကပြီးသွားတော့ရှည်သွားတယ်ပြီးလဲပြီးတော့ဒါကျွန်တော်တို့ပွဲမပြီးသေးဘူးဆိုတာဗန်ဖီကာနေနဲ့ဒါကျွန်တော်တို့ခေါင်းတိုက်သွင်းကိုနဲ့တူအော်တိုမန်တီရရသွားခဲ့တယ်အဲဒါကျွန်တော်ဆက်စနီရဲ့ဘူဇိုချင်းများပြန်ပေါ်လာပြီလားဆိုတော့အကုန်လုံးယင်ခုန်ခဲ့ပေမဲ့လမင်းရမဲကဒီနေ့ပွဲစဉ်ရဒါကျွန်တော်ဟီးရိုးတစ်ယောက်ဖြစ်ခဲ့တယ်လို့ပဲပြောရမယ်တမန်ပါတယ်ရာဖိညာကဒါကျွန်တော်တို့ လီဇာနမ်နဲ့မှာလုံးဝ31 stray ရတဲ့နဲ့ဒါပွဲကိုအဆုံးသတ်ကြအောင်ကျင်ညာခဲ့တဲ့နေရာမှာပါတယ်။လမင်းရမဲကဒါကျွန်တော်ဒုတိယသင်္ကိုကြောင့်ပြောရမယ်ဆိုအင်မတန်မှ classy ဆန်လုံးပါတယ်။အသက်ရွယ်နဲ့မလိုက်တဲ့ charity တယောက်ဒါကျွန်တော်ကွင်းထဲမှာရောက်နေလာလို့တော့မိကွန်းတွေကိုမိရမယ်တဲ့မှာပါပါတယ်။လမင်းရမဲကအသက်ဆက်ခွန်အခုမှစက်ခွန်ပေါ့စက်ခွန်ဆက်ရှစ်ရှိတဲ့အရွယ်တည်းကျွန်တော်အနေနဲ့ကျွန်တော်စိတ်ထဲမှာလမင်းရမယ်အခုချိန်မှာကျွန်တော်အော်မရှိ27လောက်ရှိမှကျွန်တော်စိတ်ထဲမှာဒါပေမဲ့လမင်းရမယ်ဒီအခုချိန်ဒီ session နဲ့အောက်ဖြစ်တယ်လမင်းရမယ်ကိုဝယ်ယူမယ်ဆိုတော့လက်ရှိမှာ UEFA law နဲ့ဝယ်ယူလို့မရသေးတဲ့ကစားသမားတွေရောက်ဖြစ်တယ် ခပြတခါကြရင်လာလာမာစီယာရဲ့ product တွေကလာမာစီယာကြီးကိုကဲတင်နေတဲ့ဥစ္စာကြီးကတခါကြပုံမြင်ဆန်လုံးဝကြီးတယ်ပေါ့နော်အဲ့တော့လမိန်ရမဲကလမိန်ရမဲဒီနေ့ပွဲစမှာဘာကြောင့်လဲဆိုဆက်လက်ပြီးပြသခဲ့တယ်ဒါကြောင့်တော့ Wisdom Sesni ကဒီနေ့ပွဲစမှာတချို့သောအလုံးတွေကိုပြန်လည်ပြုတ်ပြပြငါးတီဘူဇူမဟုတ်ကြောင်းဆက်လက်ပြီးပြသခဲ့တယ်မှာပါတယ် Benfica ထွက်ခဲ့ပြီးလက်ရှိမှာ Barcelona အသင်းကတော့ Trident နဲ့ပဲဒါကျွန်တော် Quarter Final ကိုတက်လန်းခဲ့ပြီးပဲပြောရမယ်တဲ့ဒါမှရှိပါတယ်နောက်တစ်အသင်းကကျွန်တော်အနေနဲ့ဒါကျွန်တော်စောင့်ကြည့်ဖြစ်တဲ့အသင်းတွေတဲ့အသင်းပေါ့နော်ဒါကျွန်တော်ဆရာကြီးကျွန်တော်ရဲ့ Harry Kane ဒါကျွန်တော်တို့ ဘိုင်ယန်မြူးနစ်ပေါ့နော်အဲ့တော့ကျွန်တော်သူ့တော့တော်တော်လေးဝမ်းသာပါတယ်လူရဲ့နေနဲ့ဒါကျွန်တော်ဟယ်ရီကင်းတယောက်ဒါအမြင့်ဆုံးစင်မင်းထက်မှာအမြင့်နဲ့ဘာမှဒစ်စလီမပြတ်တက်ဘူးဆိုလေးတန်တေကိုဒီနေ့ပွဲစံမှာလည်းဆက်လက်ပြီးပိတ်သိမ်းပြခဲ့တယ်ဒီနေ့ပွဲစံမှာဟယ်ရီကင်းနဲ့သူကိုယ်တိုင်တကိုးသွင်းခဲ့လို့တကိုးကိုယ်တိုင်ဖန်တီးခဲ့တဲ့နေရာမှာပါပါတယ်ဟယ်ရီကင်းနေနဲ့ဒီလက်ရှိမှာလေဗာကူစင်ကိုနိုင်ခဲ့တဲ့ငါးဂိုးဆိုတဲ့ပွဲစံမှာသူ့လက်သူ့ချင်းနဲ့ကြီးပဲလေးဂိုးလောက်ပါဝင်ပတ်သက်ခဲ့ကြောင်းဟယ်ရီကင်းတို့ကျွန်တော်အင်မတန်မှဂုဏ်ယူရပါတယ်ကျွန်တော်အနေနဲ့ခုနပြောဆိုကိုဒီစီမှာမတောက်နာမတောက်ပနိုင်မဲ့တောက်ပနိုင်တဲ့နေရာမှာတောက်ပခဲ့တဲ့အတွက်ကြောင့်အင်မတန်မှကြီးကြီးပါတယ်အဲ့တော့ ဘိုင်မြူနစ်သင်္ကတာကျွန်တော်တို့လေဗာကူဆင်ကို2ချော့ပေါင်းရလာ5ခုဆိုလို့ရလာနိုင်ခဲ့တယ်လေဗာကူဆင်နဲ့ဒီနေ့ပေါ်စံမှာဒါကျွန်တော်ဖလော်ရီယန်ရစ်မှာပါတာတိတာလွန်ခဲ့တယ်ကွင်းလန်ဘက်မှာ creative မရှိမဲ့တိုက်စစ်ပိုင်းကတော်တော်လေးကိုလစ်ဟာနေခဲ့ပြီး set piece တွေကိုပဲအားကိုးနေခဲ့ရတယ်ဒီနေ့ပေါ်စံမှာဒါကိုကြည့်ချင်းရပြီးကိန်းတယောက်ကတော့လက်ရှိမှာဂိုးလက်တွေအင်မတန်ရှိသေးတယ်လို့ပြောလို့ရတယ်မှာပါတယ်ကင်းမစ်ပြေးလိုက်တဲ့ဘောလုံးကိုသူ့ချက်တော့ပေါ့တန်တန်မတ်မတ်ကြီးကြတဲ့ဘောလုံးကြီးကဂျွန်ဘူတောင်ကောင်းတယ်လို့ပြောလို့ရတယ်တစ်ချိန်ကကျွန်တော်စပါဟယ်ရီကိန်းကိုတိတ်တရရတယ်လို့ပြောရင်လည်းဘိုင်ယန်မြူနစ်ကလည်းလေဗာကူဆင်ကိုအနိုင်ယူပြီးတော့နောက်တစ်ဆင့်ကိုထရိုက်တန်နဲ့တက်လန် ွားခဲ့ဖြစ်တာတယ်။ Harry Kane ကတော့လက်ရှိမှာ UCL မှာလည်းဂိုးသွင်းအများဆုံးတွေကတယောက်ဖြစ်တော့ကြောင့်အင်မတန်မှချီးကျူးရလို့ပဲပြောပြရစီပေါ့နော်။အဲ့တော့နောက်ထပ် တခုအနေနဲ့ပြောမှာဒီဘောဆိုကျွန်တော်မနေ့ပြောမကြည့်ဖြစ်ခဲ့ဘူး Inter Milan အဝေးကွန်းကအင်ကွန်းကကျွန်တော်မကြည့်ခဲ့ရခဲ့မယ် Inter Milan အသင်းကလည်း Feyenoord ကိုအနိုင်ယူပြီးတော့ဒါကျွန်တော်နောက်တစ်ဆင့်ကို try တင်ရမယ်ပဲတက်လန်းသွားခဲ့တယ် Adam Duran နဲ့ဒါကျွန်တော်သူ့ Adam Duran သူ့ Ram အနေနဲ့ဒါကျွန်တော်10မိနစ်ခရီးကဒါကျွန်တော်နိုင်ကိုတွင်းထားတဲ့ပုံစံဖြစ်သွားခဲ့ပြီးတော့နှစ်ကြော့ပေါင်းရလက်ဒါ၄ဂိုးတကူးဆိုတဲ့ပုံစံမျိုးနဲ့ Feyenoord ကိုအနိုင်ယူခဲ့ပြီးတော့ Inter Milan တက်သွားခဲ့အဲ့တော့ပြောချင်တာကလက်ရှိမှာဒါကျွန်တော် Quarter Final တက်တဲ့အသင်းတွေစာပြီးပေါ်လာခဲ့ပြီ Barcelona အသင်း Bayern Munich အသင်း Paris Saint-Germain ဒါ Inter Milan အသင်း၄သင်းကတော့ Bayern မင်းတို့တင်တက်ခဲ့ပြီ congratulation to ဒါကျွန်တော်တို့ဒီလေးစင်းလုံးမှာဒါကျွန်တော် try တာတည်းပဲတက်လှမ်းခဲ့လို့ပြောရင်လည်းပဲကျွန်တော်တော့ကမြူပါဗျဘောလုံးဘွဲတွေကိုကြည့်ရှုနေတဲ့ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ဒီဘော်ကြီးတို့မှာကျင်းလို့ဆိုတော့အကူညီလို့ရပါတယ်မြန်မာလေး clip ဖို့မမေ့ကြပါနဲ့ဦးမြန်မာ clip မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးပဲကြိုးတူပါတယ်ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တော့ကမြူပါဗျဒီဘော်ဗျ